အဲဒီတစ်ခေါက်ကတော့ဒါကျွန်တော်ဒါတမင်းကျွတ်ဒါလာပြင်းနေအတွက်ကျွန်တော်ရှေဖုံးပွင့်ဖျားမှာဒါထမင်းရဲ့အဲငါးတစ်တာရဲ့ဒါတခြားကျွန်တော်အချင်းလေးတွေရဲ့ဒါလေးနဲ့ဒါဘူဒီဟင်္ဂါရောဘူဒီဟင်္ဂါရောဒါကျွန်တော်ဒါဥပုပ်ဒါစောင့်နေဒါဥပုပ်တွေရောဟိုတရားလန်လာတဲ့ဒါပရိသတ်တွေရောတရားနာပရိသတ်တွေရောအဲဒါပေါ့လူယဟန္တာအစုံပေါ့နော်အဲသူတို့တွေဒါကျွန်တော်တို့ဒါအာဟာရဒါနာလေးဒါထုတ်ပြတာပါလူကြီး၄000သားတယ်โอเค ကဲတက်ကူတော့အဲ့လိုလူလို့ရှိရင်ဟို2000ဆိုပေမဲ့လို့ဟိုပြောရမယ်ဆိုလို့ရှိရင်ထက်တိုးပေါ့နော်ဒီမှာဟိုတရားလမ်းနာပြိတက်ကဘယ်နှဦးရှိမှန်းမသိဘူးဒီတရင်ကျအချိန်လေးမှာလဲဒါကျွန်တော်ရဲ့ကျေးဇူးရှင်ဒါအကူဆရာ ကိုနေတို့တော့တွားရောက်ပြီးတော့ခါတော့ဖြည့်ပြတာပါဟုတ်ကိုလေးစားအကြတဲ့ပုံကကိုစုပေးတာဆိုတော့လေလေဒါအတိုင်းမသိဒါဝမ်းသာပါတယ်ဒီတတင်းကျွလေးရတော့ဒီနေ့တတင်းကျွလေးရတော့ဒါဘဝရဲ့ဒါဟိုအမတ်တရလေးတွေဖြစ်သွားတဲ့နှစ်လေးပေါ့ဒါပါတော့ ဲကျွန်တော်တို့ဒါဒီနေ့အလှလေးရတာပေါ့နော်ကျွန်တော်တို့ထုံးစံတိုင်းဒါစေတနာလူမှုကွန်ရီအသင်းနဲ့ပဲဒါကျွန်တော်တို့အမ်ပစံတော်မြို့နယ်ဒါအမှတ်3ဒီရက်ကွက်ပေါ့နော်ဒါကျွန်တော်အသင်းဒါစေတနာလူမှုကွန်ရီအသင်းနဲ့ဒါလစဉ်ပေါ့နော်စေတနာအသင်းကလည်းကျွန်တော်ဒါလစဉ်ဒီရှေဘိုးဘွေမှာရောဒါဘိုးတထောင်မှာရောဒါလပြည့်နေလပြည့်နေတိုင်းပေါ့နော်ဒီလတိုင်းပေါ့ဒါကျွန်တော်တို့ဒါကျွေးမွေးပြီးတော့ဒါလှူကြတယ်တန်းကြတယ်အဲဒီတစ်ခေါက်ကတော့ဒါကျွန်တော်ဒါတနင်္ဂနွေဒါလာပြင်းနေတွေ့ကျွန်တော်ရှေဖုံးပွင့်ဖျားမှာဒါထမင်းရယ် အဲငါးတစ်တာရယ်ဒါတခြားကျွန်တော်အချင်းလေးတွေရယ်ဒါလေးနဲ့ဒါဘူဒီဟင်္ဂါရောဘူဒီဟင်္ဂါရောဒါကျွန်တော်ဒါဥပုပ်ဒါစောင့်နေဒါဥပုပ်တွေတွေရောဟိုတရားလမ်းလာတဲ့ဒါပရိသတ်တွေရောတရားနာပရိသတ်တွေရောအဲဒါပေါ့လူယဟနာအစုံပေါ့နော်အဲသူတို့တွေဒါကျွန်တော်တို့ဒါအာဟာရဒါနလေးဒါထူပိတာပါအဲဒီနေ့အလူပီတိလေးကဟိုဘယ်လိုပြောရမလဲဒီတစ်ခေါက်ကကျွန်တော်ဟိုငွေအားပါပေါ့နော်လူအားနဲ့မဟုတ်ဘူးဒါငွေအားပါဒါ လှူခဲ့တယ်ဆိုတော့ဒီတစ်ခါ PT လေးရတော့ဒါအတိုင်းမသိဒါဝမ်းသာပါတယ်ဟိုနောက်ထပ်လည်းဒါများများဟိုလှူနိုင်တန်းနိုင်အောင်လို့ဒါကြိုးစားပါမယ်ဟုတ်တယ်တင်းချွတ်ဖီလင်းရတော့ဗောနော်ငယ်ဘွားတုန်းကတော့အမေတွေကဒါ ဟိုကရော့ဘို့ဝယ်ပေးတာဗောနော်ဒီជីတာတော့ကိုယ့်ကိုဝယ်ရတာဗောဒါလည်းတော့ကြာတာဗောနော်ငောအဲ့အဲ့အဲ့လည်းဟိုပါဖြစ်တယ်လေဒါငငယ်တော့သူမပိုးရရင်ဒါအမေကတိန်တာလေငါအခုတော့ကိုယ်အပြည့်ရတာဒါလည်းကြာသေးတယ်ကိုယ်ကကိုယ်ယူစင်းနေမှာဟုတ်ကဲ့အဲလက်ရှိအနုပညာလှုပ်ရှားမှုကတော့ဒါကျွန်တော်ဟိုမီနီစီးရိုက်တယ်ဒါမျူစစ်ဗီဒီယိုလေးတွေဒါရိုက်ကူးထားပါတယ် အာဒီချားလေးဒါပွဲတက်လေးတွေတက်ရပါတယ်အဲသွားကြလို့ပြည့်တယ်ဆိုတော့ကျွန်တော်တို့ဒါသတင်းကျွတ်ဆိုတာကျွန်တော်တို့ဒါဆရာတွေဟိုကိုယ့်ရဲ့ဒါဟိုကျေးဇူးရှင်တွေအဲဒါဟိုတကြီးရွယ်တွေပေါ့နော်ကိုယ့်ရဲ့မိဘဆရာတွေဒါကာရဝပြူရတဲ့အချိန်ခါဆိုတော့ကိုနေတိုးကဟိုငငယ်တွေကကိုလေးစားအားကြရတဲ့ဒါပုံကူလည်းဖြစ်တယ်ဟိုနောက်ပြီးတော့ဒီကျွန်တော်ရေစက်တုပ်တွေလည်းစကားလေးထဲမှာလည်းကျွန်တော်ဒါအခွင့်အရေး ဒါကုနေတူအမ်ကုနေတူရဲ့ဒါဟိုစတေ့ကျောင်းသားဘဝနေရာလေးကိုကျွန်တော်တို့ဒါယုံကြည်စွာနဲ့ဒါလောက်ခိုင်းစီခဲ့ပေါ့နော်ဟိုအဲ့ဟာကြောင့်လည်းကျွန်တော်တို့ဒီဇက်ကားလေးကဒါပြိသက်တွေဒါတခဲနဲ့အားပေးကြတဲ့အချိန်ဒါဒါကျွန်တော်တို့ဒါငယ်ဘဝလေးပါဟိုပောက်ပြီးတော့ဗောနော်ဒီဇကာလေးအောင်မြင်ခဲ့လို့ပြောရမှာပေါ့ဒီဇကာလေးအောင်မြင်ရတဲ့အဓိကအကြောင်းကတော့ဒါကျွန်တော်ကိုဒါယုံကြည်နေကိုနေတူကဒါခေါ်ပြီးတယ်ဒါဒရိုက်တာကြီးကိုပြိုးနိုင်ရတာခေါ်တယ်ဟိုကိုရုကျေးဇူးတွေအကြောင်းဗောနော်ကျွန်တော်အခုဒါပြည်သက်တွေ မျက်စိရှိဘူးဒါပြန်ရောက်လာခဲ့တယ်ပြည်သက်တည်းရဲ့ချက်ချင်းတို့ဒါဟိုနောက်တစ်ချိန်ထပ်ပြီးတော့ဟိုခံခဲ့ရတယ်ပေါ့နော်အဲ့တော့ဟိုဒီသတင်းကျိုးဒါအချိန်လေးမှလည်းဒါကျွန်တော်ရဲ့ကျေးဇူးရှင်ဒါအကူဆရာဟိုကိုနေတို့ဒါတော့ရောက်ပြီးတော့ကာရောပြပြတာပါဟုတ်ဟုတ်ကဲ့ဗျဟိုထူးခြားချက်တွေဆိုပေမဲ့ဒါကျွန်တော်တို့အကောင်းဆုံးနဲ့ကြိုးစားထားရပါတော့ဟိုအမဆိုလို့ရှိရင်မတုံးဆိုလို့ရှိရင်လည်းဒါသူကဟိုဒါပထမဆုံးကားဆိုပေမဲ့လို့ သဘောတရားကို နားလဲလွယ်တယ်နားလဲလွယ်တယ်သူလှုပ်တဲ့အချိန်မှာလည်းအဲဒါအာယုံစူးစိုက်မှုထားလို့ပေါ့နော်ဒီစကားလေးကဒါအောင်မြင်တာပေါ့ဗျာဟုတ်ဒါကတော့ဟိုအကိုကတော့ဟိုစုရပေးတာပေါ့နော်ဟိုတော့ကြော်ရတယ်အကိုကစုရပေးတယ်ဒါအောင်မြင်တယ်ဒါလူပညာရှင်ပြောဆိုပါလိမ့်မယ်ပေါ့ဟိုအကိုပေးတဲ့စုကိုဒါခံရရဆိုတော့ဟိုကိုလေးစားကြရတဲ့ပုံကကိုစုပေးတာဆိုတော့လည်းလေဒါအတိုင်းမသိဒါဝမ်းသာပါလေဒီတင်းကျွတ်လေးကတော့ဒီနေ့တင်းကျွတ်လေးကတော့ဒါဘဝရဲ့ ဒါဟိုအမတ်တရလေးတွေဟိုဖြစ်သွားတဲ့နှစ်လေးပေါ့ဒါပေါ့ဒါပေါ့အဲဘလူးကြောင့်လဲဆိုတော့ဟိုကျွန်တော်တို့ဟိုကျွန်တော်ကိုယ်တိုင်ကလည်းကိုလိုဒါပုံစံမျိုးသဘောကျတယ်ပေါ့နော်အခုလိုပုံစံမျိုးနဲ့ဒါအမျိုးသားတယောက်ဆိုလို့ရှိရင်ဒါတို့တီတီခန့်ညားပြီးတော့ဒါစိတ်နှလုံးတည်ငြိမ်ပြီးတော့ဟုတ်ကဲ့လောက်ကျူးသားတယ်ဟိုအောင်မြင်မှုတွေဒါအများကြီးရရှိနေတဲ့သူဆိုတော့ဒါအခုဟိုတေးစားတယ်ဆိုတာ ကြောင်းပြည့်တာမရှိပါဘူးဒါအကိုတို့ဒါပြိသက်တွေအကုန်လုံးလည်းသိကြတဲ့အတိုင်းပဲကိုနေတိုးဆိုတဲ့ပုံကိုတူကဟိုကျွန်တော်နေမဟုတ်ပါဘူးပေါ့နော်တကူတချို့သူတွေဆိုလို့ဒါဒေသအားကြတဲ့ပုံကိုအနေနဲ့ပါတာအဲ့တော့ဒီနေ့လေးမှာဒါကျွန်တော်လည်းဒါကိုနေတိုးကိုသွားကြောခွင့်ရတဲ့အတွက်လည်းဒါချစ်စုတင်ပါတယ်ဒါကိုနေတိုးကလည်းဒါဟိုကျွန်တော်ကျွန်တော်ရာဒါလက်ခံပေးလို့လည်းချစ်စုတင်ပါတယ်လူကြီး၄လောင်သားတယ်โอเคကျွန်တော်အဲ့လိုလူလို့ရှိရင်ဟို2000ဆိုဝင်မဲ့လို့ဟို ထတ်တူပေါ့ပြောရမယ်ဆိုလို့ရှိရင်ထတ်တူပေါ့နော်ဒီမှာဟိုတရားလမ်းနာပြိသက်ကဘယ်နှဦးရှိမှန်းမသိဘူးအဲ့တော့ကျွန်တော်လိုအပ်မင်ရပေါ့နော်ဒါနှစ်တန်းရတော့ဟိုလှူတယ်ဒါကြံလို့ရှိရင်အရင်လတွေတော့ဒါကြံလို့ရှိရင်လည်းဟိုရက်ွက်သေးပေါ့နော်ကျွန်တော်တို့ဒါကားကြီးနဲ့ပတ်ပြီးတော့ဟိုတခြားအသင်းတွေကလှူမယ်ဆိုလို့ရှိရင်သူတို့အသင်းကိုတော့ပို့ပေးတယ်ဒီတော့ဒီမြို့နယ်ထဲမှာဆိုလို့ရှိရင်လည်းဒါကားနဲ့ပတ်ပြီးတော့လိုက်ပြီးတော့ဝေးပါတယ်ဗျ အဲဖဖွားကတော့ကတော့မှာပါဒီရပိုင်းတွင်ပါနော်ဒီရပိုင်းတွင်သွားကတော့ပြင်မယ်ကျွန်တော်လည်းအဲဒီရပိုင်းကဒါအလုပ်လေးတွေနည်းနည်းရှုပ်နေတယ်ပေါ့နော်ဒါကိုနေတို့သွားကတော့ရတယ်ဆိုတော့ကျွန်တော်ဒါအကိုအားမဲ့ရက်လေးဟိုသူ့လမ်းချိတ်လိုက်တော့ဒီလာခဲ့အားတယ်ပြောလို့အင်းပေါ့အင်းပေါ့ဒါဟိုအကိုကိုသွားတယ်အိမ်ကိုသွားတာဟုတ်ကဲ့ဗျာဟုတ်အဲအကိုအားမဲ့အချိန်လေးပေါ့နော်ကျွန်တော်လည်းအဲ့နေ့ဒါပွဲလေးရရှိတော့ပွဲမသွားခင်ဒါအကိုဝင်ကတော့အဲအကိုဝင်ကတော့ပြီးတော့ဒါပွဲကိုတန်းသွားတာပေါ့နော်အဲ့တော့အဖွားကကျတော့ဒါ AC သွားခြင်းနဲ့ပေါ့အဖွားကြီးမှလည်းဒါ ဟိုမနက်မနက်သွားအခုထပြန်ကျွန်တော်မနေခြင်းဘူး။ဂုံချီတိုးလေးနဲ့မတွေ့ခဲ့ရဘူး။ကျွန်တော်တွေ့တယ်။အဲ့တော့အဲကလေးရဟိုမနက်အစောဆိုတော့အိတ်နေတယ်တော့။အဲဒီလိုပေါ့ကျွန်တော်ဒါသတင်းချုပ်ဆိုတော့မှတော့ကတော့တော့ဘူကတော့ပေးတာပေးတာပေါ့။ဟိုဟိုဘလောက်ဝဲညညပါသားအခုစီကဒါပြန်ပြီးတော့ရတယ်ပေါ့။ခစီလေးတွေဟိုဘာပဲနေနေပေါ့နော်။ကလေးတွေကတော့တန်ဖိုးဖြတ်မရပါဘူး။အဲ့လိုကတော့ သတင်းကျိုးမရှိသေးဘူးပေါ့နော်မရှိသေးဘူးမရှိသေးဘူးဒါအမျိုးထဲမှာလည်းဒါစုံတဲ့သူကမရှိသေးဘူးပေါ့မရှိသေးဘူးမရှိသေးဘူးဘူးကွန်တိုင်းလည်းမစုံသေးဒါလည်းစောပါသေးတယ်ဟုတ်ပါစောပါသေးတယ်ဟုတ်ကဲ့အဲသတင်းကျိုးမလျက်စကားအနေနဲ့ဒါကျွန်တော်တို့ဒါဒီသားတွေပေါ့ကျွန်တော်တို့ချစ်တဲ့ဒါမိဘပြည်သူတွေရောဒါဒီမြန်မာနိုင်ငံမှာရှိတဲ့ဒါမိဘပြည်သူတွေအားလုံးဒီသတင်းကျိုးဒီအချိန်ခါလေးမှာဒါကိုချေးရသူတွေနဲ့ကိုချေးရသူတွေနဲ့ဒါမိဘမိဘဆရာတွေနဲ့ဒါပျော်ရွှင်ကြဒါကာရဝ ်ဖြူကြရည်နဲ့ဒါပြောရှင်သာဖြတ်တန်းနိုင်ပါစေအဲပြီးတော့ကိုချေးရတူနဲ့လည်းဒါအတူတူဒါပြောရှင်ရှင်နေနိုင်ပါစေလို့ကျွန်တော်ဆုတောင်းပေးလိုက်ပါတယ်